မင်္ဂလာပါရှင်။ Gendromedy Time သတင်းဌာနရဲ့နိုဝင်ဘာလ9ရက်ဗုဒ္ဓဟူးနေ့ညနေခင်းရုံးတင်သတင်းကိုပြည်လဲတင်ဆက်ပေးပါမယ်။ Rai Commute သဆောင်တိုင်းလှပြည့်နေ့မှာစစ်ကော်မရှင် ထောက်ခံသူအမှုပညာရှင်တွေ လာရောက်ဖြောပြေခဲ့ကြပါတယ်။အော်တိုဘာလအတွင်လူခွေရေချိုးဖောက်ခံရမှု30ကြိမ်ရှိနေပြီးအရက်သားပြည်သူ9ဦးသေဆုံးခဲ့ပါတယ်။ Greeny ပြည်နဲ့ Shan Greeny နဲ့ဆက်မတလအတွင်အရက်သားနေအိမ်က73လုံးမိရှုဖျက်ဆီးခံခဲ့ရပါတယ်။ ဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ၄ရက်နေ့မှာကြာရောက်တဲ့တစောင်းတိုင်းလှပြညမှာလွိုင်ကုံမြို့ကပြည်내ခမဝုံအတွင်းစစ်ကော်မရှင်ကိုထောက်ခံတဲ့အမှုပညာရှင်တွေလာရောက်ဖျော်ဖြေခဲ့ကြပါတယ်။ညပိုင်းမှာပြုလုပ်တဲ့ state show ပွဲကိုတရုတ်ဆောင်ခန့်စီသူဝိုင်းလေးအီစနီငပြောကျော်ပေါ်ဦးအောင်ချစ်တို့ကလာရောက်ဖျော်ဖြေပေးခဲ့ကြတာပါ။ show ပွဲအပြင်မိဘုံပြန်လွတ်တင်တာမြို့တွင်မိကြလက်လေတာ စီမီပူဇော်ရာတွေကိုလည်းစီကန်းစွာပြုလုပ်ခဲ့ကြတယ်လို့ Right Commute ခံတူက Controversy Time ကိုပြောပါတယ်။ဗုဒ္ဓဘာသာဝေတွေအထုအမြတ်ထားရတဲ့တစောင်းတိုင်းလှပြည့်နှစ်ကိုတော့စစ်ကော်မရှင်ထိန်းချုပ်တဲ့ Right Commute တွင်အပြင်တော်လရင်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒီမော့ဆွေမျိုးနယ်မှာလည်းကျင်းပပြုလုပ်ခဲ့ပါတယ်။ကရင်နီပြည်မှာအော်တိုဘားလအတွင်လူခွေရေးချိုးဖောက်ခံရမှု စုစုပေါင်း30တကြိမ်ရှိတယ်လို့ကရင်နီလူခွေရေးဖွဲ့ KNHRG က ီကနေ့နိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။စစ်ကော်မရှင်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်အရက်သားပြည်သူ22ဦးထိခိုက်ဒဏ်ရာရခဲ့က ခုနှစ်ဦးသေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။သေဆုံးခဲ့တဲ့သူတွေထဲအမျိုးသား9ဦးအမျိုးသမီး2ဦးနဲ့အမည်မသိ gender 2ဦးတို့ပါဝင်ပါတယ်။ဒါအပြင်စစ်ကော်မရှင်တပ်ရဲ့မိရှုဖျက်ဆီးမှုကြောင့်ဖဲကွန်မြူနတီနဲ့ဒီမော့ဆွေမျိုးနဲ့အနောက်ချင်းမှာပြည်သူနေအိမ်40ကျော်ပျက်စီးခဲ့ရပြီး ဘာသာရေးအဆောက်အုံတစ်လုံးလည်းပြက်စီခဲ့ရပါတယ်။ဒီနဲ့ရိတ်သိမ်းကာလဖြစ်တဲ့အော်တိုဘာလမှာတော့စစ်ကော်မရှင်တပ်ကဒီနဲ့ရိတ်သိမ်းနေကြတဲ့အယတာပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိဒရုန်းနဲ့တိုက်ခိုက်တာလက်နေချီပစ်ခတ်တာတွေကြောင့်အယတာထိခိုက်ဒေဆုံမှုတွေရှိနေတယ်လို့ဒီနဲ့ရိတ်သိမ်းဖို့အတွက်စိန်ခေါ်မှုမြင့်မာနေတယ်လို့ထုတ်ပြန်ချက်မှာပြောထားပါတယ်။စစ်ကော်မရှင်တပ်ကဒီလိုလူခွေရီချိုးဖောက်မှုတွေစတိုင်လှောက်ဆောင်နေတာကြောင့်တရားမျှတမှုအတွက် ပြက်ပြက်တသားအေးအေးယူဆောင်ရွက်နိုင်ဖို့နိုင်ငံတကာကိုဆက်လက်တောင်းဆိုနေတယ်လို့ KNHRG ကပြောထားပါတယ်။ Granny ပြည်နယ်ရှမ်း Granny နယ်စပ်မှာပြီးခဲ့တဲ့အောက်တိုဘာလအတွင်းနေအိမ်ပေါင်း35လုံးမိရှုဖျက်ဆီးခံခဲ့ရတယ်လို့ Granny လူခွင့်ရေးဘွဲ့ KNHRG ကထုတ်ပြန်ပါတယ်။ဖေကွန်မြူနယ်အနောက်ခြမ်းကမိရှုခံခဲ့ရတဲ့နေအိမ်တွေဟာစစ်ကော်မရှင်နဲ့ PNO ပြည်သူ့စစ်တပ်ရဲ့ပူးပေါင်းဖျက်ဆီးမှုတွေကြောင့်ဖြစ်ပြီး အော်တိုဘာလအတွင်မှာနေအိမ်မီးရှို့မှု၃ကြိမ်ပြုလုပ်ခဲ့တာပါအော်တိုဘာလ10ရက်နေ့မှာဖေခွန်မြို့နယ်အနောက်ခြံမြောက်စလုံးကျေးရွာနဲ့အော်တိုဘာလ13ရက်နေ့မှာတော့ဘောရန်ကျေးရွာတွေကိုစစ်ကော်မရှင်ရဲ့ PNO တပ်တို့စစ်ကြောင်းထိုးလာပြီးနေအိမ်တွေကိုမီးရှို့ခဲ့တာကြောင့်ဒေသခံတွေရွာလုံးကျွတ်စစ်ဘေးသိမ်းရှောင်ခဲ့ရပါတယ်ဒါအပြင်အော်တိုဘာလ29ရက်နေ့မှာလည်းဒီမွန်ဆူမြို့နယ်အနောက်ခြံခေါပလော့ကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကော်မရှင်တပ်က နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ဒါပေမဲ့မီးလောင်ဖျက်ဆီးသွားတဲ့နေအိမ်စည်ရင်အတိအကျကိုတော့မသိရသေးပါဘူး။အော်တိုဘာလအတွင်းမှာတော့စစ်ကော်မရှင်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုတွေကြောင့်ဘာသာရေးအဆောက်အအုံလေးလို့လည်းဖျက်ဆီးသွားခဲ့ရတယ်လို့ KNHRG စီကနေသိရပါဗျ။ control with the time ညနေခင်းရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျမ်းမာပြီးခင်ကြပါစေ။ကျမမွန်ညားပါပါ။